ကျွန်တော်ရဲ့မိစေများအားလုံးမင်္ဂလာပါနော်။တနင်္ဂနွေသားသမီးများအတွက်ပတ်သင်တောက်ကြနေညနေ6:00နာရီဆိုရင်ပုံမှန်တင်ပြနေကြဖြစ်တဲ့ဒုက္ခကျယ်ပွင့်တဲတော်နမိတ်ကိုတဲတော်ကခုနကကြပြီးတော့ကံကြမ္မာဖတ်ကြားပေးမှာဖြစ်ပါတယ်။ဒီဟောသရံအစီအစဉ်လေးကိုပတ်သင်တောက်ကြနေညနေ6:00နာရီဆိုရင်ပုံမှန်တင်ပြနေကြဖြစ်ပါတယ်။ဟောသရံအစီအစဉ်လေးမစတင်ခင်မှာကျွန်တော်ရဲ့မိစေတွေကို တို့ယူရောမင်္ဂလာချမ်းနေပြီးတော့ကောင်းမြတ်တဲ့တည်နှကားလေးတွေပါကျင်တာပေါ့နော်နံပါတ်1ကတော့ယူရောမင်္ဂလာချမ်းဘုရုံနေ့ရလွဲပြီးတော့ကျန်တဲ့ရက်တွေမှာပိတ်ရက်မရှိဖွင့်ပါတယ်မိသူမစိုးလာရောက်ပြီးတော့အခမဲ့ရရရလေးတွေဆောင်ရွက်နိုင်ပါတယ်နော်နံပါတ်2ကတော့ကျွန်တော်တို့အကြောင်းမျိုးနဲ့ယူရောမင်္ဂလာချမ်းမလာရောက်နိုင်တဲ့လူတွေကတော့ဒီရင်လဲမေ့ခြင်းနဲ့ကို့မှာခက်ခဲတွေလည်းရှိတယ်ဆိုရင် online viber နေပြီးတော့ဆက်သွယ်ပြီးတော့ hostel လေးတွေကျွန်တော်တို့မှာယူနိုင်ပါတယ် နောက်တစ်ခုကကျွန်တော်တို့ဒီဗားဇာယီမင်းနေခါရဲ့ကြီးနေပြတာပြီးပါဆိုရယ်ပလီလေးတွေအဆောင်လက်ပတ်လေးတွေဝါစင်းနေဖျောင်းနိုင်လေးတွေစတဲ့အဆောင်ရရာပစ္စည်းလေးတွေအလိုရှိတယ်ဆိုရင်လည်းဗိုက်ဘာကနေပြီးတော့ဆက်သွယ်ပြီးတော့မှာယူနိုင်ပါတယ်နော်အဲဒီလာတော့20နဲ့အဲဒီဇင်မာလာပေါ့နော်ဒီဇင်မာလာ20နဲ့5ရက်နေ့မှာတို့ယူရောမင်္ဂလာကျမ်းမှာဆရာကြီးမင်းနိုင်ကကြီးအုံယုချင်းကိုအစွဲပြုပြီးတော့အုံယုပွဲရှိပါတယ်အဲတော့ပြီးခဲ့တဲ့နှစ်အုံယုပွဲမှာဆိုရင်လဲကျွန်တော်တို့ အာစီကားပါတယ်တိုက်တိုက်မြင်မြင်နဲ့အတူတူကစူပွားပြီးတော့အုံနေရွတ်ကြတာပေါ့အဲ့တော့ဒီနေ့မှလည်းပဲအုံယူပွဲအားလုံးကိုဖိတ်မှန်ကပြုပါတယ်နော်အဲ့တော့ကျွန်တော်တို့တနင်္ဂနွေသားသမီးတွေအတွက်ကံကြမ္မာဖတ်ကြားပေးမှာဖြစ်ပါတယ်တနင်္ဂနွေသားသမီးတွေအတွက်ပရမအုဆုံးပြောချင်တာတော့အလုပ်ပေါ့နော်အလုပ်နဲ့ပတ်သက်တဲ့ကံတရမှာဆိုရင်တော့ဒါဗေမာဆိုတဲ့တင်္ကေတနမိတ်ဖြစ်ပါတယ်ဒီနမိတ်ကကြတော့အာအလုပ်မှာအဆင်မပြေမှုလေးတွေကြုံရတတ်ပါတယ် လုံးမဝမ်းနေစရာလေးတွေကြုံတွေ့ရတတ်တယ်ကိုအရန်အားကိုရတဲ့လုံးဖို့ကင်ဘက်ပေါ့နော်လုံးဖို့ကင်ဘက်ကောင်းနေနဲ့ကိုနဲ့မမျောလင်းမနဲ့လမ်းခွဲရတာဝေးကွာသွားတာမျိုးလေးတွေကြုံရတတ်တယ်နောက်လုံးမရာဒုဒုကိစ္စတွေခြံသားခံရတာမျိုးတွေကြုံရတတ်တယ်အတိုက်ခံနောက်ဆက်ကလေးတွေလည်းများတတ်ပါတယ်ပြဿနာလေးတွေဖြေရှင်းနေရတာနဲ့ရှေ့ကိုမရောက်နိုင်ဖြစ်နေတတ်ပါတယ်အဲ့ဒီတော့လည်းပဲဒါစိတ်တူစရာလေးတွေ မကြမကြကြုံရတတ်တဲ့အချိန်ကာလဖြစ်ပါတယ်။နောက်ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းလုပ်ကင်နေတဲ့တနင်္ဂနွေသားသမီးတွေအတွက်ဆိုရင်လည်းအလုပ်မှာအပြိုင်ဆိုင်နေနောက်ဆက်ကလေးတွေတိုက်ခန်းလေးတွေကြုံရတတ်တဲ့အချိန်ကာလဆိုရင်လည်းမမားပါဘူးနော်။လုပ်ရင်ကောင်းမလားမကောင်းလားလုပ်တင်လားမလုပ်တင်လားစဉ်းစားတွေးတောနေတဲ့ကိစ္စတွေရှိတယ်ဆိုရင်လည်းထင်တော့ကြံ့ကြာမှုလေးတွေကြုံရတတ်တဲ့အချိန်ကာလဖြစ်ပါတယ်။နောက်ဒီတစ်ပတ်မှာတော့တနင်္ဂနွေသားသမီးတွေအတွက် စီပွားရေးအလုပ်ကင်ကြံစီတွေလုပ်ကင်ဆောင်ရွက်တဲ့နေရာမှာတော်တော်လေးသတိထားပြီးတော့လုပ်ကင်ဆောင်ရွက်တင်တယ်လို့အကြံဉာဏ်ပေးခြင်းပါလေ။နံပါတ်1ကတော့ဆွေမျိုးသားချင်းနဲ့ပတ်သက်တဲ့နမိတ်ပေါ့နော်။ဒီနမိတ်ထဲမှာကျတော့ဖုန်ကြီးဆိုတဲ့နမိတ်ကြတာပေါ့။ဖုန်ကြီးနမိတ်ကကျတော့အင်မတန်မှကောင်းမှာ။အဲဆွေမျိုးသားချင်းကိုအကြောင်းပြုပြီးတော့စိတ်ချမ်းသာပျော်ရွှင်ရမယ်။ကိုယ်ဆွေမျိုးသားချင်းတွေထဲမှာအလူကိစ္စမင်္ဂလာကိစ္စတွေပေါ်ပေါက်တတ်တယ်ဆွေမျိုးသားချင်းတွေနဲ့ဆက်တူရှယ်ရာပူတဲ့ပေါင်းဆက် လောက်ကင်ဆောင်ရွက်တဲ့ကိစ္စတွေမှာထူးထူးခြားခြားအောင်မြင်မှုရတတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်။နံပါတ်3ချက်ကတော့လူမှုရေးကံပေါ့နော်။တင်းငွေတွေသာသမီများဤလူမှုရေးနဲ့ပတ်သက်တဲ့ကံလူမှုရေးနဲ့ပတ်သက်တဲ့ကံဆိုတာမှာလည်းပဲနည်းနည်းအတိုက်အခံလေးတွေများမဲ့နမိတ်ပါပဲ။စစ်တီရဲမဲ့တူဟာဓာတဝင်ဝင်နဲ့ငင်းဆိုင်လာတဲ့ကံကြမ္မာနမိတ်ပါ။အဲတော့လူမှုရေးရာမပြောလို့မနဲ့အတိုက်အခံတွေကြုံနိုင်တယ်။ လူငယ်နဲ့ပတ်သက်ပြီးတော့အနှောက်အယှက်ကလေးတွေဂျုံတတ်တယ်။စိတ်မောလူမောဖြစ်ရတတ်တယ်။လူငယ်တွေမှလည်းနည်းနည်းသတိထားသင့်ပါလား။ကိုကဘာမှမလုပ်ဘဲနဲ့အကြောင်းမဲ့လာပြီးတော့ရန်ရှာတာပြဿနာရှာတာအဲ့လိုမျိုးလေးတွေဂျုံရတတ်တဲ့အချိန်မှာနော်။ဒါတို့ကစီးပွားရေးနဲ့ငွေကြေးကံကြမ္မာရဆိုရင်တော့အင်တန်မှကံကြမ္မာနမိတ်ကောင်းတယ်လို့ပြောမှဖြစ်ပါတယ်။အဲ့တော့ငွေကြေးကိုအကြောင်းပြပြီးတော့စိတ်ချမ်းသာငွေကြေးနဲ့ပတ်သက်ပြီးတော့ပူပန်တော့ကခင် ဘက်ဘက်ကနေအစဉ်ပြေခြင်းတွေ၊ကံကောင်းခြင်းတွေ၊စိတ်ချမ်းသာရခြင်းတွေ၊အောင်မြင်ခြင်းတွေကြုံမှာပေါ့နော်။ငွေကြေးကိုအကြောင်းပြပြီးတော့ပူပန်တော့ကရောက်နေတယ်တင်းငွေသားသမီးတွေရှင်စိတ်မပူပါနဲ့တဲ့။ကို့မှာကြုံနေရတဲ့ငွေကြေးပူပန်တော့ကတွေကပြေလည်သွားဖို့ရှိတယ်၊ပြေငိမ့်သွားဖို့ရှိတယ်၊အစဉ်ပြေသွားဖို့ရှိပါတယ်။နောက်ရစရာကြီးတဲ့ငွေတွေချောချောမောမောရနိုင်တယ်၊ပေးစရာကြီးတဲ့ငွေတွေချောချောမောမောပေးစမ်းတယ်။ငွေကြေးကိုအကြောင်းပြပြီးတော့စိတ်ချမ်းသာပျော်ရွှင်ရခြင်း၊ကံကောင်းခြင်း အဖက်ဘက်ကအစဉ်ပြေခြင်းတွေကြုံမာလိုက်မယ်။နောက်အလူအဲမင်္ဂလာကိစ္စအခြေရဲနဲ့မင်္ဂလာကိစ္စတွေကိုအကြောင်းပြုပြီးတော့ခီးသွားရမှာမျိုးလေးတွေတော့ကြုံရတတ်ပါတယ်နော်။အဲကျမ်းမာကြီးကျမ်းမာကြီးကတော့ယုတ်တိရဲ့မမျော်လင့်မင်းနဲ့စေုံစေကံရောက်တတ်တယ်ယုတ်တိရဲ့မမျော်လင့်မင်းနဲ့ခွဲစိတ်ကုသခံရတာမျိုးလေးတွေကြုံရတတ်တယ်ကျမ်းမာကြီးကတော့ထူးထူးခြားခြားသတိထားဖို့တို့ကပါတယ်။ ။ဒါပညာရေးနဲ့ပတ်သက်တဲ့ကဏ္ဍပေါ့။သင်တန်းကိစ္စတွေကတော့အောင်မြင်မဲ့ကံတတာမျိုးရှိတယ်။စိတ်ချမ်းသာပျော်ရွှင်ရမယ့်ကံတတာမျိုးရှိတယ်။ဘဝကနေအစဉ်ပြေမဲ့ကံတတာမျိုးရှိပါနောက်ခြေနှောင်းနဲ့ပတ်သက်ရင်တော့မိဘအကြီးကဲကိုအကြောင်းပြုပြီးတော့ကိုယ့်ရဲ့အခြေလမ်းကြီးမှာအဲနှောင်းနေခြင်းတွေအဖို့အထစ်ကလေးတွေအခက်ကလေးတွေကြောင်းရတတ်တယ်နံပါတ်1အိမ်အောင်တဲ့တွေဆိုရင်တော့အာဗမာနေမယ်ဟိုမာနေမယ်ဒီမာနေမယ် အဲ့လိုမျိုးလေးတွေနဲ့အငင်းပွားစရာလေးတွေဖြစ်တတ်တယ်အခြေအနေနဲ့ပတ်သက်ပြီးတော့နည်းနည်းလေးစိတ်ညစ်စရာလေးတွေကြောင်ရတတ်တယ်အဲတော့အားလုံးကိုခြုံငုံသုံးသပ်ရမယ်ဆိုရင်ဒီတပတ်တာကာလမှာကျွန်တော်တို့တနင်္ဂနွေသားသမီးတွေတွေကောင်းတဲ့နမိတ်တွေကဘာနဲ့ပတ်သက်ရင်ကောင်းလဲဆိုတော့အဓိကတော့ငွေကြေးနဲ့ပတ်သက်တဲ့ကံကြမ္မာတွေကတော့တော်တော်လေးကောင်းပါတယ်ငွေကြေးနဲ့ပတ်သက်ရင်အဖက်ဖက်ကနေအဆင်ပြေတယ်စိတ်ချမ်းသာပျော်ရွှင်ရမယ်ထီပေါက်တကယ်သူငွေတွေဝင်တတ်တယ် တော်တော်ဆိုမှတော်တော်ကြီးကောင်းတယ်လို့ပြောမှဖြစ်ပါတယ်အဲ့ဒါငွေချင်းနဲ့ပတ်သက်တဲ့ကံတာတာကိုပြောတာပါနောက်တစ်ခုကကျွန်တော်တို့ဆွေမျိုးသားချင်းအပိုင်းကံတာတွေအဲ့မှာတော်တော်လေးအဆင်ပြေပါတယ်နောက်တင်ကြိုင်းနဲ့ပတ်သက်တဲ့ကံတာတာတွေကောင်းပါတယ်ကျန်တဲ့အပိုင်းကံတာတွေမှာတော့နည်းနည်းလေးသတိထားရမယ်အနေအထားမျိုးလေးတွေရှိပါတယ်ဒါတင်းငွေသားသမီးတွေအတွက်တပတ်တာကာလမှာတွေ့ကြရမယ်ကံကြမ္မာအဆိုးကောင်းတွေအတွက်ဒါဒုက္ခကျေပွင့်တဲတော်နမိတ်ကိုဖတ်ကြားပေးခဲ့တာဖြစ်ပါတယ်နော် အဲ့တော့တနင်္ဂနွေသားသမီးတွေအတွက်အကျိုးပေးတယ်ကံကောင်းတဲ့အယောင်လေးတွေကတော့ညီညိုရောင်နဲ့အနီရောင်နဲ့ကောင်းပါတယ်အဲ့တော့အကြောင်းရင်းကိစ္စရှိတဲ့အခါညီညိုရောင်လေးတွေဝတ်ပါအနီရောင်လေးတွေဝတ်ပါပေါ့နော်အနောက်ကနန်းနံပါတ်လေးတွေကတော့၃ကနန်း၁ကနန်း၁ကနန်း၃ကနန်းကံတရာကောင်းပါတယ်နောက်ရန်တန်ကတော့ရှင်သူမြတ်တွေကိုစာအုပ်လှူဒန်းပြီးတော့ဆုတောင်းပါမယ်ဒီတစ်ပတ်မှာမကောင်းတဲ့ကံတရာအညံ့ခိုက်တွေပြပြပြီးတော့ကောင်းကျိုးလိုရာဆန္ဒရရှိစေမှာဖြစ်ပါတယ် ဒါတနင်္ဂနွေသားသမီးများအတွက်တပတ်တာကာလမှာတွေ့ကြုံမယ်ကံကြမ္မာဆိုးကောင်းများအတွက်ဒုက္ခကျယ်ပွင့်တဲတော်နမိတ်ကိုတဲတော်ကနမိတ်ကံကြမ္မာဖတ်ကြပေးခဲ့တာဖြစ်ပါတယ်နော်အဲတော့ကျွန်တော်ယူရောမင်္ဂလာချမ်းရဲ့လိပ်စာကတော့ရန်ကုန်ဘက်ကလာတဲ့အခါထောက်ကြံ့ကြော်ပြီးဆိုတာနဲ့မှော်ပြီးကိုမရောက်ခင်မှာတိုးဂိတ်တစ်ခုရှိပါတယ်အဲ့ဒီဒုကိနာမှာကိုလုံကွင်းဆိုတဲ့မှတ်တမ်းရှိတယ်။ကိုလုံကွင်းမှတ်တမ်းကနေပိနေကုန်းချေးရွာမှာယူရောမင်္ဂလာတည်ရှိပါတယ်။ တို့ယူရောမင်္ဂလာခြံကိုလည်းအားလုံးเนาะဘီရင်ရရအဆောင်ကိစ္စမရှိရင်တော့မှအလဲပတ်လာရောက်ခင်ကြဖို့အားလုံးကိုဖိတ်မှန်တကပြုပါတယ်အားလုံးအတွက်အဓိကပြုလုပ်ပေးတဲ့ရရကြီးတစ်ခုကတော့လာမဲ့တနင်္ဂနွေနေ့နံနေ့၈နာရီမှာကျွန်တော်တို့ယူရောမင်္ဂလာခြံမှာခင်မွန်ကြီး၁၀ပါအလှရရပွဲရှိပါတယ်မြေသူမသူအခချင်းကိုတပြားချင်းမှပေးကြမလို့ပါဘူးလာရောက်ပြီးတော့ရရတွေပြုလုပ်ဆောင်ရွက်နိုင်ပါတယ် ျွန်တော်ရဲ့မိတ်ဆွေများ လာမဲ့ဒီဇင်ဘာ25ရက်နေ့ညအုံယုပ်ပွဲကိုလည်းလာရောက်နိုင်ပါတယ်ဖိတ်မှန်တဲ့ကပြုပါတယ်နော်ကိုကျမ်းမှာစိတ်ချမ်းသာလူရသနာပြပါစေလို့ရေတော်မင်္ဂလာချမ်းနေလှိုက်လိုက်လဲလဲဆုတောင်းမြတ်တာပို့သလိုက်ပါတယ်